Hello အားလုံးပဲမင်္ဂလာပါဘိုးဘောမန်ချန်ကနေကြိုဆိုပါရစေဆိုတော့ပရီးမီးယားလိပွဲစဉ်9ရက်နဲ့ Newcastle နဲ့ပေါ့နော်ကျွန်တော်တို့ဒီ Fulham တို့ရဲ့ပွဲကိုကျွန်တော်ပြောကြည့်အောင်ပါဆိုတော့ Fulham ကတော့ပြီးခဲ့တဲ့ပွဲစဉ်10မှာ Arsenal ကိုအိမ်ဝင်းမှာ1-0နဲ့ရှုံးနေထားတယ် အဲနျူကာဆယ်ကတော့အဝေးခွင်းဘရိုက်တန်စီကိုသွားကစားရင်းနဲ့နှစ်ကိုယ်တကူဆိုတဲ့ရလနဲ့ကျွန်တော်တို့သာရှုံးနေထားတယ်ဆိုတော့နှစ်သင်းစလုံးကတော့ပြည်တွင်းပွဲတွေမှာဘလို့မှအချိန်ကြီးကောင်းမထားဘူးဒါပေမဲ့နျူကာဆယ်ကတော့ချန်ပီယံစ်လိမှာနိုင်ပွဲတွေပါနေယူနိုင်ခဲ့တာဖြစ်တဲ့ဒီတစ်ပတ် weekend မှာကစားမယ့်ပွဲမနေ့ပြန်မှာရှိမယ့်ကစားမယ့် full lemon ပွဲမှာနိုင်ပွဲပြန်ယူနိုင်မလားပေါ့ဒီနှစ်သင်းဟာလက်ရှိဒီယာဒီမှာဆိုရင်ဘယ်လိုပြောမလဲနျူကာဆယ်စီကနေပြီးတော့ကျွန်တော်တို့ မထင်မှတ်တာတွေကျွန်တော်မြင်နေရတယ်အဲဖူလမ်ကလည်းပဲဒီယာဒီမှာဘလူးမတ်အချီညီကောင်းတစ်ခုဖြစ်အောင်သူတို့မစတင်နိုင်ထားသေးဘူးနှစ်သင်းစလုံးကဒီယာဒီမှာတိတ်ကွာဟမှုမရှိဘူးလို့ကျွန်တော်ပြောရမယ်ညူကာဆယ်ဆိုအဆင့်14မှာပါပြည်တွင်းမှာအဆင့်14မှာပါကျွန်တော်10ပွဲကစားပြီးတဲ့ချိန်မှာ2ပွဲနိုင်ထားတယ်3ပွဲတည်ကြပြီးတော့3ပွဲရှုံးနေထားတယ်တိုက်စစ်က9ခုရပြီးတော့ခံစစ်က9ခုပြန်ပြီးထားရတယ် ဂိုးမန်နဲ့သူတို့တွေအဆင့်၁၄မှာနျူကာဆယ်ကရှိနေတယ်။ဖူလမ်လည်းပဲဒီတိုင်းမှာပဲရှစ်ပွဲကစားပြီးတဲ့နေထားမှာနှစ်ပွဲနိုင်ထားတယ်။နှစ်ပွဲတည်ကြီးကြပြီးတော့သူတို့ကတော့၄ပွဲအထိရှုံးနေထားတယ်။ဆိုတော့အဲ့ဒီရှစ်ပွဲမှာလည်းတိုက်စစ်က၈ကူရတာတယ်ခန်းစစ်က၁၂ကူပြန်ပေးထားရတယ်ဆိုတော့သူတို့လည်းပဲလက်ရှိမှာရှစ်မှတ်ရထားသေးတယ်ဆိုတော့ဒီနှစ်ပြင်းကြားတဲ့ဒီယာတီမှာကျွန်တော်တို့အများကြီးအပြောင်းလဲတွေမရှိဘူးလို့ကျွန်တော်ပြောရမယ်အဲဒါကြောင့်ဘယ်တော့ကျွန်တော်တို့ နှစ်တင်းစလုံးကလည်းជីជីလေးလေးကစားရတဲ့အသင်းဖြစ်တယ်ဥမာကျွန်တော်ဖူလန်နဲ့စပြီးတော့ကြည့်မယ်ဆိုရင်ဖူလန်မှာဘယ်လိုပြောမလဲနီးပြမာကူစီပါရဲ့လက်အောက်မှာတကယ်တောက်ပနေတဲ့ကောင်လေးတယောက်ရှိတယ်ဒါကသူတို့အကယ်ဒမီကနေလာမျိုးထွက်လာတဲ့ဂျိုရှ်ကင်းဆိုတဲ့ကောင်လေးရှိတယ်ဒီကောင်လေးကနံပါတ်10ရုံးမှာကစားရင်းနေပေါ့နော်ကျန်တဲ့စီနီယာပလေးယာတွေကိုတောင်းမှကြိုပြီးတော့နေရာပေးခြင်းခံထားရတာတကယ်လည်းပဲဒီကစားမလေးစီကနေပြီးတော့လိုရဲကန်ရဲတဲ့စိတ်တွေနော်ဘယ်နေရာကမှမဆိုကန်ရဲတဲ့စိတ်တွေရစ်ယူရဲတဲ့အချင်းတွေပါကျွန်တော်တွေ့ရရင်းနေတယ် တော်တော်လေးကိုတိုက်စစ်မှာအဆင်ပြေနေတာအဲသူဘေးမှာဆိုလို့ရှိရင်လည်းပုံမှန်ကစားခွင့်ရနေတာဒီ Alex EOB ပဲဆိုတော့ EOB ရဲ့ဘေးဟိုကညာချမ်းမှာဆိုရင်ကစားမားတွေအများတန်းပြောင်းနေတိုက်စစ်ကလည်း Himines နဲ့ကျွန်တော်ပေါ့နော် Rodrigo Muniz ရဲ့ကြားထဲမှာအပြောင်းလဲတွေအများတန်းရှိတယ်ပြီးလို့ရှိရင်ကွင်းလယ်မှာဆိုလို့ရှိရင်တော့သူတို့အတီငိမ့်ဆုံးနှစ်ယောက်ကိုပဲသူတို့အများတန်းထားထားတာနော်ဆိုတော့အပြောင်းလဲကျွန်တော်နေနဲ့မရှိဘူးပေါ့ဗျာနောက်တန်းမှာဆိုလို့ရှိရင်တော့ကျွန်တော်ပြောစရာလိုမှမထင်ဘူးပေါ့နော်ဆိုတော့ Fulham ကတသိန်းလုံးကိုကသူတို့ကကစားပုံကကြစ်တာ ဟိုတိုက်စစ်မှာတအားကြီးကောင်းလုံးပြီးတော့ခံစစ်ကတော့ရီနော်တိုင်ပတ်နေတယ်ဟေ့ဆိုတာမျိုးတွေမဟုတ်ဘူးသူတို့ဟာမစ်ဘလော့ကိုကောင်းကောင်းကစားတဲ့အတင်းဖြစ်တယ်ပိုဇီရှင်ကိုကောင်းကောင်းကင်စားကစားနိုင်စွမ်းရှိတဲ့အတင်းမျိုးလေးကျွန်တော်ဖြစ်တယ်သူတို့ထက်လူစည်ရင်းညီကောအတင်းလိုက်ကြီးကောကောင်းနေလုံးတဲ့အခါမှပဲဖူလမ်ကဘာမှသိပြီးတော့လုံနိုင်စွမ်းကျွန်တော်မရှိတာအတိုင်းမဲ့လည်းအဲ့လိုမျိုးချစ်လေးတီတိုင်အောင်ကိုပဲဖူလမ်ဟာဒီယာဒီမှာနှစ်ပွဲပဲနိုင်ထားပြီးတော့လေးပွဲတိရှုံးနေထားတယ်ဆိုတာမျိုးကမာကိုစီးပါအတွက်ဘလူးမန်အဆင်မပြေပါဘူး ဒါကြောင့်ဒီပွဲမှာဆိုလို့ရှိရင်ပေါ့နော်သူတို့အနေနဲ့တကယ်အဆင်ပြေအောင်ပြန်ပြီးတော့လုပ်ပြရမယ်။ဒါပေမဲ့လို့ Newcastle ကွင်းကိုသွားကစားရမှာပြဿနာက Newcastle ဘက်ကလည်းကျွန်တော်ထင်တယ်လို့မျိုးလုပ်ပြထားနိုင်ခြင်းမရှိသေးဘူး။သူတို့က Castle ဆိုလို့ရှိရင်ဒီဟာဒီမှာပေါ့နော်သူတို့တိုက်စစ်မှာဝီဇာတို့ဘာလို့ဆိုလို့ရှိရင်ခေါ်ထားပြီးတော့အခုချိန်ကြီးကောင်းကောင်းမတုံ့ရသေးတဲ့နေထိုင်မှုတွေကျွန်တော်ရှိတယ်။အဲဒါပေမဲ့လည်းလို့ကျွန်တော်ဒီထားပါတော့ဝါတာမာရာဆိုလို့ရှိရင်ဂိုးတွေတွင်းနေပြီ။ တောင်မှာမှာဆိုလို့ရှိရင်လည်းကိုယ်ကစားမနေကိုရီပြင်သွင်းနေရပြီဒါပေမဲ့သူတို့က Champions League မှာအဆင်ပြေတဲ့လောက် Premier League မှာတော်တော်တိုင်ပတ်တဲ့နေရာမှာကျွန်တော်ပါတယ်ဆိုတော့ Champions League မှာဆိုရင်ဟိုတတိကကစားခဲ့တဲ့ဒီ Benfica လာနော် Mourinho ရဲ့အသင်းနဲ့တွေ့တဲ့ပွဲမှာသူတို့၃ဂိုးကိုမရှိဆိုတဲ့ရလည်းနဲ့ကျွန်တော်ဒီနိုင်နေပေါ့နော်ဒါပေမဲ့အဲ့ဒီရှေ့မှာ Brighton နဲ့ကစားတဲ့2-1နဲ့ကျွန်တော်ရှုံးနေ Nottingham Forest ကိုသူတို့အိမ်ခွင့်မှာ Premier League လက်ခံကစားရင်းနဲ့2-0နဲ့ကျွန်တော်နိုင်နေတယ် အဲရဲဟိုဗါလဲချန်ပီယံလိမှာစိတ်ယူနီယံကိုကျွန်တော်ဆက်ပြီးတော့နိုင်နေတဲ့ဖူးစီနဲ့အဲ့ဒီအချိန်မှာအာဆန်နယ်ကိုရှုံးနေဘုံမောက်ကိုတည်ကြတယ်ဆိုပြောချင်တာကနျူကာဆယ်စီကနေဒီယာဒီမှာကျွန်တော်တို့မြင်တင်းတလောက်တိကောင်းနေ performance တွေဘာမှမြင်မနေရသေးဘူးဆိုတော့အဲ့ဒီဟောက်အသင်းအနေနဲ့ချန်ပီယံလိမှာကောင်းနေတယ်လို့ပဲပြည်တွင်းမှာလည်းကောင်းပြနိုင်မှာကျွန်တော်ရမှာဒါကြောင့်ဒီပွဲကနျူကာဆယ်အတွက်ပေါ့နော် momentum ကောင်းတစ်ခုတည်ဆောက်ဖို့အတွက်အကောင်းဆုံးပွဲလို့ကျွန်တော်ပြောရမယ် ဘင်ဖီကာကိုနိုင်တယ်နော်ရီယန်ဖောရက်စ်ကိုလည်းနိုင်ထားတယ်ဆိုတော့ဒီပွဲကအနိုင်မရမှာဒါပေမဲ့သူတို့တွေ Brighton เนาะ Brighton နေပါတယ်ရှုံးထားတယ်ဆိုတော့ဒါကြောင့်နိုင်ပွဲပြန်ပြီးတော့ယူဖို့လိုတယ်ဗျ Fulham ကတော့ဟိုခုနကပြောသလိုမျိုးကြီးကြီးလေးလေးရှိတဲ့အသင်းမျိုးဆိုတော့ဒီပွဲမှာနှစ်သင်းပေါင်းကြားထဲမှာကိုယ်ဒီအပြတ်အသက်တွေကျွန်တော်တွေ့ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်တသင်းသင်းကကတ်ပြီးတော့နိုင်သွားတာမျိုးပဲမြင်ရနိုင်တယ်အချိန်ကြီးမကောင်းရင်ကိုမရှိသေးရည်ဒီပါကြာနိုင်စွမ်းရှိတဲ့ ပွဲမျိုးတွေတော့ကျွန်တော်ပြောရမယ်။ဒါပေမဲ့လို့ကာဆယ်နီနဲ့အိမ်ငွေမှာနိုင်ငွေတွေပြန်ယူပြနိုင်မှုကျွန်တော်လိုပါပြီးမြန်မာလေးမှာ။အဲ့တော့ဒီပွဲကတော့ညူကာဆယ်အတွက်တကယ်ကိုအာချင်းချင်းမြောင်မြောင်ရလနဲ့နိုင်မှုအတွက်အချင်းကြီးကောင်းတစ်ခုရှိနေတယ်လို့ကျွန်တော်ထင်တယ်။တကယ်သူတို့နိုင်အောင်ဆွမ်းဆောင်ပြနိုင်မလားပဲကျွန်တော်စောင့်ကြည့်ရအောင်မယ်။ညူတို့ရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်။အားလုံးကိုကြည့်တင်များကြပါမယ်။